မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနဤထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့တွင်သရုပ်ဆောင်နှင့်ဖူဘလော့ကကျော်ဝနတနက်ဖြစ်ပြစ်ခတ်ခံရပြီးတည်ဆုံနေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့တွင်သရုပ်ဆောင်နှင့်ဖူဘလော့ကကျော်ဝနတနက်ဖြစ်ပြစ်ခတ်ခံရပြီးတည်ဆုံသွားကြောင်းမိတ်ဆွေများကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ22ရက်နေ့ည8:00နာရီခွဲအချိန်မင်္ဂလာတောင်မြို့နယ်ခရီးပင်လန်းခွဲတွင်ကားမောင်းနေသောတရုတ်ဆောင်နှင့်ဖူဘလော့ကာကျော်ဝနတနက်ဖြန်နှစ်ချက်ပြစ်ခတ်ခံခဲ့ရကြောင်းတရုတ်ဆောင်နှင့်ဖူဘလော့ကာကျော်ဝနဤလေမျိုးတို့တနက်ကြီးစံဖောက်ထွက်ပြီးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းသိရပါတယ်သူကအနီလည်းမဟုတ်ဘူးအစိမ့်လည်းမဟုတ်ဘူးနိုင်ငံရေးလည်းမလုပ်ဘူးသူဟာသူတရုတ်ဆောင်လုပ်တယ်စားတောက်ဆိုင်နဲ့အစားအသောက်ဘလော့လေးတွေရိုက်တယ်ပြီးတော့တက္ကစီမောင်းနေအဲ့ဒါကိုပြစ်တတ်သွားတာပြစ်တတ်သွားတဲ့သူလည်းမမိသေးဘူးဟုမိတ်ဆွေဖြစ်သူကပြောပါတယ် လက်တလောသယုံဆောင်တဲ့ဖူဘလော့ကချုပ်ဝနဖြစ်သက်ခံရမှုအတွက်သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်ထားတော်လဲလက်ရှိအချိန်ထိအမှုကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမရယာမြို့နယ်နှကြီးစင်ရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပေလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြည်သူလေးဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမရယာမြို့နယ်နှကြီးစင်ရွာကိုဟချမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပေလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း Vice of Malaysia မှတာဝန်ရှိသူတဦးနှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ23ရက်နေ့နနက်00:00နာရီကျော်ခန့်အချိန်လက်ကြီးစင်ရွာသို့မတရားမျိုးပေါ်တွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအကြံဖက်စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးကြီးများသည်လက်ကြီးစင်ရွာပေါ်ကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူလေးဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိချိန်တွင်ကျေးရွာနေပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည် မရိယာမျိုးပေါ်ကစစ်ခွေးတွေကလက်နက်ကြီးနဲ့ပြစ်လို့နက်ကြီးရွာတွေကိုခြောက်ရောက်ပောက်ကွဲပြီးပြည်သူလေးဦးသေဆုံးတယ်လို့သိရတယ်။ခြေကြိုက်တံရရတာလည်း၄ဦးထပ်မနေရှိတယ်။တံရရတဲ့သူတွေကဘုံစားတွေတိမှန်တာလို့သိရတယ်ဟုဒေသခံပြည်သူတအူကပြောဆိုပါတယ်။အလားတူနိုဝင်ဘာလ၁၈ရက်နေ့မော်လဲတနအိခန့်ကလည်းအကြံဖတ်စစ်တပ်ကမရိယာမျိုးနယ်မြောက်ပိုင်းရှိတခိနာအာယုံရွှေကျင်ဖုံကြီးကျောင်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဖုံကြီးကျောင်းဝင်အတွင်ကြောက်ရောက်ပောက်ကွဲခဲ့ပြီးကျောင်းဆောင်နှစ်ဆောင်မီးလောင်ပြိုကျခဲ့ကြောင်းသိရပါတယ်။ စစ်ကွေးတိုက်ပွဲဖြစ်ပွားခြင်းမရှိပင်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့အချိန်ကနေ့လယ်၁၂နာရီခွဲကငါလုံးပြစ်တယ်ပြောတယ်တေဆုံသွားတဲ့ပြည်သူလေးဦးကနှကြီးစင်ရွာကပင်အသက်ရွယ်နဲ့အမိတွေကိုကျွန်တော်တို့ဆက်လက်စုံစမ်းနေစေပါထိခိုက်ဒဏ်ရာရတဲ့ပြည်သူလေးဦးကလည်းအဲ့ဒီခြေရွာပါပဲနောက်ပြီးတအိမ်နဲ့စုနေတဲ့ပုံစံပဲကျွန်တော်တို့မြေပြင်ကလူတွေလိုင်းကအဆင်မပြေဘူးတချို့ဟာလေးတွေလည်းကုညီပါအောင် VOMDY က Starlink အလူခံနေတာလေးတွေလည်းထည့်ပေးလို့ရရင် လုပ်ပေးပါအောင်ရှေ့ဆက်ရက်တီဖို့ကြိုးစားရတာမလို့ပါဘူး Voice of Mandalay မှာတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်မင်းအောင်လိုင်းတို့ရှိနေတဲ့၍အမေရိကန်ဤငွေလိန်ကိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့တဲ့င်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ဝါရှင်တန်သည်မိုးရစေဝါတိုက်ဖြတ်ရေးအတွက်ဗနီဇွဲလားတွင်အစိုးရကိုပြောင်းပြစ်နိုင်မှာဖြစ်မည်ဟုတွက်ဆလာနေပြီဖြစ်ပါတယ် ယခုလဲမြန်မာစစ်အုပ်စုမှအားပေးကူညီနေသည့် online ငွေလိမ်ခိုင်းများတိုက်ဖြတ်ရေးတွင်အလားတူစဉ်းစားရတော့မည်ဖြစ်သည်ဟုအေရှားတိုင်းစာဆောင်တွင်ရေးသားထားပါသည်အရှိတောင်အရှာတွင်အခြေစိုက်ထားသည့် online ငွေလိမ်ခိုင်းများသည့်တက္ကပါလုံးအတွက်အနေရကြီးချရောက်လာနေပြီဖြစ်ပါသည်။ American ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ငံတည်းတွင်ပင်2024တနှစ်တည်းတွင်ဒေါ်လာ30ဘီလီယံဆုံးရှုံးခဲ့ရမှယခုအခါ16ဘီလီယံအထိရောက်ရှိလာနေပြီဖြစ်ပါသည်ဟုသိရပါသည်။ ထုံများအထိဖြစ်လာနေပြီးကွန်ကရစ်နှင့်ထရန့်အစိုးရသည်အလန့်တကြားဖြစ်လာပြီးထင်သာမြင်သာသည့်အရေးယူမှုများပြုလုပ်ရန်စတင်လာပြီးဖြစ်ပါသည်။ Republican အောက်လွှတ်တော်အမတ် Jefferson Sheriff က People Online ငွေလိမ်လုပ်ငန်းများဖြိုဖျက်ရေးဥပဒေကြမ်းကိုတင်သွင်းလာပါသည်။အထက်လွှတ်တော်တွင်လည်း Republican အမတ်ငွေလိမ်ကိုင်းများရက်စားရေးဥပဒေကိုတင်သွင်းလာပါသည်။နိုဝင်ဘာ12ရက်တွင် American ရှေ့နေကြုံရုံက Scan Center Strike Phone SCSF ကိုတရားဝင်ဖွဲ့စည်းလာခဲ့ပါသည်။ ထိုဖွဲ့သည်လုံနေကြ test port မျိုးမဟုတ်ပဲဖြက်ဖြက်သားသားနဲ့လက်မြန်ချင်းမြန်လုံမဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ထို့သောရာဇဝတ်ကိုင်းများထွက်ပေါ်လာရခြင်းသည်လည်းနာရရှိလာသောစင်းရဲမွဲတည်မှုအုပ်ချုပ်မှုအားနေခြင်းလူကုန်ကူးမှုနှင့်တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းအစရှိသည့်အရင်းကန့်အကြောင်းတရားများနှက်ဆိုင်စွာတရှိလာခဲ့ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ပထမပိုင်းတွင်တရုတ်ရာဇဝတ်ကိုင်းများကကာစီနိုများအွန်လိုင်းလောင်းကစား website များမှတက်စင်စတင်လာခဲ့ခြင်းဖြစ်ပါတယ်။မြန်မာတွင်တော့အချင်းဖြတ်တိုင်းသားလက်နက်ကင်အုပ်စုများနဲ့ ်စေုပ်စုအကြားလဝါချင်းရိုက်ပြီးအကာအကွယ်ပေးထားကောင်းအကျိုးအမြတ်ခွဲယူရမှရဲတင်းလာခြင်းဖြစ်ပါတယ်ထို့သောလုံနေကြခြင်းကိုတသက်အထောက်ထားများကဒူးနယ်ဒေရှိလာနေပြီဖြစ်တယ်ရှမ်းမြောက်ဒေသရှိလောက်ကိုင်းနှင့်မိုင်းလားတွင်မူစစ်တပ်လက်အောက်ခံကိုကတ်နေကြဆောင်တပ်ဖွဲ့၏အကာအကွယ်အောက်တွင်ကြီးထွားလာခြင်းဖြစ်ပါတယ်စေုပ်စုမှထိုလုံရက်များကိုနှိမ့်နှင်းရန်ညှင်းဆိုလာခြင်းကြောင့်တရုတ်ဤမိစိန်ပြမှုဖြင့်2029စစ်စင်ရေးကြီးပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။ထိုစစ်စင်ရေးမှစစ်တပ်နှင့်ဆက်နွယ်နေသောကိုကန့်ကောင်းဆောင်အများပြဖမ်းဆီးရရှိခဲ့ပါတယ်။ ရှမ်းမြောက်ဒေသတွင်အဆိုပါခိုင်းများပြိုလဲသွားခဲ့ခြင်းကြောင့်ကရင်နှင့်မွန်ပြည်နယ်များအတွင်ငွေလိန်ခိုင်းများကောင်းထောင်ထလာခြင်းဖြစ်ပါသည်ထိုထဲတွင်နမဲဆိုးထွက်လာရသည့်ကကရင်နယ်ခြားဆောင်တက်ကောင်းဆောင်စောချစ်သူကိုကဲနေသည့်ရွှေကုတ်ကိုစခန်းပင် ဖြစ်သည်၎င်းကမင်းအောင်လိုင်စီစဉ်လာသည့်ရွှေခောက်ပွဲကိုထောက်ခံသွားမည်ဖြစ်သည်ဟုလူသိရှင်ကြားပြောကြားခဲ့သည်2023ခုနှစ်တွင်စောချစ်သူအမင်းအောင်လိုင်မှဖွဲ့ရူးကုံတို့များပေးအပ်ကြီးမြင့်လာခြင်းကပင်၎င်းတို့အချင်းချင်းနှက်ဆိုင်စွာပအဝင်ပတ်သက်နေသည့်ကိုပြဆိုနေသည့်ထမှန်ထွက်ပေါ်လာသော တတ်တည်ထောက်ထားတစ်ခုဖြစ်ပါတယ်။ဆေးဥစုအာနာတီမြဲနေတဲ့၍ငွေလိမ်ကိုင်းများအားပုံစံအမျိုးမျိုးနဲ့အကာအကွယ်ပေးနေကြမိတာဖြစ်သည်။2024တွင်ထွက်ပေါ်လာသောအထင်ရှားဆုံးအထောက်အထားတစ်ခုတည်းကထိုင်းဘက်မှအင်တာနက်လိုင်းများကိုဖြတ်တောက်လာသည့်အခါတွင်စစ်တပ်၏မိုင်းတဲမှချက်ချင်းလိုအစားထိုးပေးလာခဲ့ခြင်းဖြစ်ပါသည်။အမေရိကန်မှ၎င်းတို့အောင်ထိန်းချုပ်ရန်ပြစ်မှတ်ထားဒဏ်ခတ်အရေးယူလာပါသည်။သို့တော်လည်းအောင်မြင်သင့်သလောက်မအောင်မြင်ခင် ထို့အတွက် SCSS ဖွဲ့စည်းလာခြင်းအား မရှိမဖြစ်လိုအပ်ချက်တရအဖြစ်ကြိုဆိုရမည်ဖြစ်ပါတယ်။သူတေသနာပြုချက်များအရဒီမိုကရေစီနီလန်များဖြင့်အုပ်ချုပ်နေသည့်ဖိလစ်ပိုင်သည်နေနေရတွင်အာနာရှင်နိုင်ငံများဖြစ်သောမြန်မာလအိုကမ်ဘောဒီးယားတို့ထက်ပိုမိုထိရောက်မှုရှိသည်ကိုတွေ့လာရပါတယ်။ဝါရှင်တန်သည်ဗနီဇွဲလားတွင်အုပ်ချုပ်ရေးအဖွဲ့အပြောင်းလဲလုပ်ဖို့စဉ်းစားနေသလိုမြန်မာရှိငွေလင်ကိုင်းများကိုအပြည့်အပိုင်ဖျက်သိမ်းလိုပါကမြန်မာစစ်အုပ်စုကိုအလားတူလုပ်ရတော့မည်ဖြစ်ပါတယ်။ထိုကဲ့သို့အပြောင်းလဲလုပ်ရန်မြန်မာတွင်အစားထိုးနိုင်မည်အစိုးရအဖွဲ့အသိရှိနေပြီဖြစ်ပါတယ်။ စစ်မှန်သည့် Federal Democracy ရရှိရေးစ조사နေသည့်တိုင်းသားတော်လှန်ရေးအဖွဲ့များနေရာအနှံ့ဆေးအုပ်ချုပ်ရေးကိုလက်နက်ကင်တွန်းလှန်နေသည့်ပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့များအမျိုးသားညီညွတ်ရေးအစိုးရတို့ဖြစ်ပါသည်အဆိုပါအင်အားစုများသည့်တဖြည်းဖြည်းနှင့်အောင်မြင်မှုများရရှိနေကြပြီဖြစ်ပါသည်ယခုအခါ၎င်းတို့အားလုံးအမေရိကန်၏ပံ့ပိုးမှုကိုလိုအပ်နေသည်ကွန်ကရစ်သည်မြန်မာတို့၏ဒီမိုကရေစီအရေးအတွက်လိုအပ်သည့်များပံ့ပိုးပေးရန် Pharma Act ကိုအတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီဖြစ်သည်ထို့အချိန်ကငွေလိမ်ကိုင်းများအရေးသည့် ယခုလိုအုပ်အော်တောင်းနှင်းဖြစ်မလာသေး၍ဥပဒေတွင်ထိုအရေးကိုဖြည့်ရှင်းရန်ထည့်သွင်းထားခြင်းမရှိပေ။ထို့အတွက်အထက်တွင်ဖော်ပြသည့်ဥပဒေချမ်းများအဆိုပြုလာရခြင်းဖြစ်သည့်ဗမာအတွင်ပါရှိသည့်လူအသက်အနည်းငယ်မပေးနိုင်သည့်အကူအညီများဆိုသည်ကထိုစဉ်ကငွေလိမ်ခိုင်းများသည့်နေဆက်ဖြတ်ကျော်ပြီးအမေရိကန်လုံခြုံရေးကိုချိန်ချောက်လာသည့်အနေအထားဟုထည့်သွင်းစဉ်းစားရန်မလိုသေး၍ဖြစ်တော်လေလက်ရှိအနေအထားနှင့်မလျော်ညီတော့ပေ။အဆိုပါခိုင်းများသည့်လူကုန်ကူးခြင်း၊ငွေများခဝါချခြင်း၊လက်နက်မှောက်ကူးခြင်းအစရှိသည့်တို့ အကုန်လုံးကင်နေကြသူများဖြစ်သည့်၎င်းတို့ကြောင့်ဒေသတစ်ခုလုံးမတိမငိမ့်ဖြစ်လာပြီးအမေရိကန်အကျိုးစီးပွားကိုထိခိုက်လာနေပြီဖြစ်သည့်ထိုအနေထားသည်အမေရိကန်မှအကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ရန်စဉ်းစားပြီးတစ်ဖက်သက်အရေးယူရန်ဆုံးဖြတ်ထားသည့်ဗန်နီဇွဲလားနှင့်တော်တော်များများတူနေသည့်အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုတိုက်ရိုက်တိုက်ခိုက်လာလျင်အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်လာလျင်အရေးယူရန်လက်မနေယခုမြန်မာပြည်တွင်ထိုသို့ထိခိုက်အောင်လုပ်လာပြီဖြစ်သည့် ထိရောက်စွာလုံနိုင်ဖို့ဤလုပ်ငန်းများကိုအမှန်တကယ်ဖြစ်မြောက်အောင်လှုပ်ဆောင်သူများဖြစ်သောအကျင့်ပြက်အရာရှိများရာဇဝတ်မှုကျူးလွန်သောစစ်ဗျင်များနှင့်မြမစစ်အစိုးရတရက်လုံးတို့ကိုပြစ်မှတ်ထားနိုင်မှဖြစ်မည်။အမေရိကန်ပြည်ထောင်စုဒေတာရင်းအစိုးရများနှင့်နိုင်ငံတကာမိဖက်များအကြားဟန်ချန်ညီညီတန်တမန်ရေးဖိအားပေးမှုထောက်လှမ်းရေးအချက်အလက်များမျှဝေမှုနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့အလိုအပ်မည်ဖြစ်ပါသည်။အဆိုပါဂိုင်းအဖွဲ့များသည်ကမ္ဘာတဝန်းရှိလူများကိုအမျက်ထုတ်အနိုင်ကျင့်နေကြ၍ ်နိုင်ငံတိုင်းက၎င်းတို့ကိုလိမ့်လေသူများအဖြစ်စစ်ကျင်ကြပြီးကမ္ဘာလုံးဆိုင်ရာစစ်ပွဲတည်အဖြစ်သဘောထားတင်သည်ထိုစစ်ပွဲတွင်အမေရိကန်ပြည်ထောင်စုသည်ခင့်မမိတော့သောဖာမာအက်ဥပဒေမှအခွင့်အာဏာများကိုပြန်လည်ပြင်ဆင်ပြီး၎င်းတို့လက်ထဲတွင်ရှိသောကရိယာတိုင်းကိုအတုံးပြုတဲ့သည်ဟူ၍ဖြစ်သည်ဖီသူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်